ဒီနေ့ညမှာရှင်မန်ကစားမယ်ချန်ပီယံလိလီဖတ်ပွဲစဉ်လေးနဲ့ပတ်သက်ပြီးပွဲထွက်လာနိုင်ရှိတဲ့အာဆင်နယ်ကစားမှ17ရောက်ကဲကျွန်တော်တို့ချန်ပီယံလိညနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ။ ဒီဗီဒီယိုကတော့ကျွန်တော်ခီးသွားစရာရှိတာဖြစ်တဲ့အတွက်ကြိုပြီးအတန်သွင်းတာဖြစ်တဲ့အတွက်ချို့ data အချက်လက်တွေမတူရင်တော့နားလိုက်ပြီးအားလုံးကိုမြစ်တာရက်ခံပါတယ်အဲကျွန်တော်ဒီဟာကိုတော့တင်းကိုတော့ပို့ထားလိုက်ပြီဗောလေဗီဒီယိုရိုက်ပြီးပြီးချင်းအဲ့တော့အာဆင်နယ်အသင်းဒီနေ့ညပွဲမှာဘယ်သူတွေပွဲထွက်လာမလဲတချို့တွေကတော့အာမင်းကဒီဗီဒီယိုက ုံမှန်ပွဲထွက်နေကြလူပဲပွဲထွက်မှာပေါ့မင်းကဘာလို့ကိုယ့်နဲ့ဘာကြံဆိုရင်ကျွန်တော်ကဒန်ရကစားမအခြေအနေတွေရဲ့ဒီပြိုင်ပွဲပေါ်အိုက်တာတို့ဘလောက်ထိတက်မှတ်လဲဒါပြီးရင်ဘာပြိုင်ပွဲရှိလဲရှေ့ရပွဲမှာဘယ်သူတွေဒန်ရခဲ့လဲဒါတွေကျွန်တော်ပြောချင်လို့ဒီစီစဉ်လေးကျွန်တော်လုပ်ပေးတာကဲစလိုက်ရအောင်ခါရာဘောင်ပွဲစဉ်မှာရီဇာပလကကီပါပွဲထက်တယ်ပရီးမီယာလိရောက်တော့ရာယာပွဲထက်တယ်ဒီပွဲစဉ်ကအသင်းငယ်နဲ့တွေ့ရမှာမှန်တယ်အဝေးကွင်းပွဲစဉ်ဖြစ်တာကြောင့်ရာယာပဲတာယာကန်တုံးပွဲထွက်လာမှာ အဲ့တော့ဂိုသမားညမှာဒေးဗစ်ရိုင်ယာတော်တော်များတော့ခုချိန်မှာထရိုးပုံလေးတက်လာပါလေဂိုသမားဖြစ်ပြီးဂိုမဖန်းပဲနဲ့လာစာလိန်ယူနေတဲ့ဘာညာကလင်းရှိတွေတောက်လျှောက်ယူနေဆိုပြီးတော့စားနှောက်နေခဲ့တဲ့ဒေးဗစ်ရိုင်ယာဒီပွဲစဉ်မှာတော့ကျွန်တော်တော့ပွဲကြိုသုံးသပ်မှုမှာ Z3 လို့ခံမှန်းထားတာဖြစ်တဲ့အတွက်ဆရာသမားကလင်းရှိထပ်ပြီးရမယ်လို့ထင်တယ်။ကဲခန်းစစ်၄ယောက်တန်းဘယ်ဘက်ချမ်းခန်းစစ်အစွန်အဝေးကွင်းပွဲစဉ်ဖြစ်တဲ့ player quality ကွာခြားမှုတွေရှိတယ်။ရှေ့ရချန်ပီယံလီပွဲစဉ်တချို့မှာဆိုရင်လည်းစကယ်လီကိုသုံးသွားခဲ့တာကျွန်တော်တွေ့ရတယ်။ အဲ့တော့ဒီပွဲစဉ်မှာတော့ Color Fury ထက်ဆိုင်တော့ Scale ကိုတုံးလာမလားလို့မာဂုံရောလူငယ်လေးတွေကိုအခုနောက်ပိုင်းနေရာခက်ဆစ်စိတ်ပေးလာတဲ့ Ida ကြောင့်ကျွန်တော်က Scale ပွဲထွက်လာမယ်ထင်တယ်။ Color Fury နည်းနည်းလေးနာသွားခဲ့တဲ့ပုံစံလေးတွေဗန်လီတင်းတဲ့ပွဲစဉ်မှာတွေးရတာကိုတုံးလို့တော့ရပါတယ်။ဒါပေမဲ့ဒါပြီးရင် Sanalan နဲ့ပွဲရလဲကိုရဲ့နေ့မှာဆက်ပြီးကမ်းမှာဖြစ်တဲ့အတွက်ရက်တရအရင်မချောက်ဘူး။အဲ့တော့ Color Fury ကိုဒီပွဲစဉ်မှာအချိန်နေပေါ်မူတည်ပြီးတော့တိုက်စစ်တင်တဲ့အချိန်မှာမှ Ida ထဲသုံးသွားမယ်ထင်တယ်။ဆက်ဆက်ကြည့်ရင်တော့အကျန်းတဲ့ပုံစံမျိုးခက်ချင်းချင်းစောတဲ့ လူးဝစ်ကယ်လီကိုပဲအိုက်တာတုံးသွားလိမ့်မယ်ဘိုးခန့်စ်ဂေဗီယယ်မကာကြီးဝီလန်စာဒီပါဒီဘိုးခန့်စ်အထိုင်ပဲကြက်ခိုင်မှုအပြည့်ရှိနေသူအိုက်တာတုံးလာမှာအဲကြောင့်မို့ဒီဆရာသမားနှစ်ယောက်ကိုပဲကော်နရှင်ကောင်းကောင်းမိနေခဲ့တဲ့ဘိုးခန့်စ်နှစ်ယောက်ကိုပဲတုံးသွားမယ်ညာချမ်းဖူးဘက်ဂျူလီယန်တင်ပါဘန်ဝိုက်ကိုတော့မတုံးတော့သေးဘူးဘန်ဝိုက်ကောင်းလာတာမှန်တယ်ဆိုပေမဲ့ကျွန်တော်တို့တစ်ချိန်ရသေးခဲ့တဲ့အကောင်းဆုံးသောဘန်ဝိုက်ကတစ်ချိန်ကိုပြတ်မြောက်သေးဘူးလိုအပ်ချက်ရှိသေးတယ်ကြက်ခိုင်မှုလိုအပ်သေးတယ် ိတ်ပြီးတော့အဆင်မပြေသေးဘူးအဲ့ဒီအတိုင်းတာတွေကြောင်းလက်ရှိချိန်မှာအသင်းရဲ့တင်းဝေါ်နဲ့ကော်နရှင်မိနေတဲ့အပိုင်းကြောင့်လည်းထင်ပါဦးပဲအိုက်တာ၃ဝါးလိမ့်မယ်ကိုင်းလည်း၃ယောက်ကိုင်းလည်း၃ယောက်မှာဆိုလို့ရှိရင်တော့ဇူဘီမန်ဒီဇူဘီမန်ဒီကိုပဲຕົງသွားမယ်အဲဇူဘီမန်ဒီရဲ့ပတ်သက်ပြီးကျွန်တော်ပြောချင်တာလေအရှိကဘန်လီသင်းနဲ့ပွဲစဉ်မှာလူစားလဲဖို့အတွက်ဇူဘီမန်ဒီကိုယ်တိုင်ကတောင်းဆိုလို့လဲလိုက်ရပါတယ်ဆိုတဲ့အာတီတရဲ့စကားကိုကျွန်တော်တွေ့ရတယ်အဲကြောင့်မို့ဒန်ယာကြောင့်တော့မဖြစ်နိုင်ဘူး သူကစားတာတိတ်ပြီး confirm ဖြစ်တာတို့ကြန့်ခိုင်မှုကြောင်းလို့တိတ်ပြီးတော့ဒီပွဲစဉ်ပတ်သက်ပြီးတော့တိတ်ပြီးဆော့ရတာအပြည့်အဝမပေးဆပ်နိုင်ဘူးလို့ယူဆတာဖြစ်တဲ့အတွက်အနားပြလိုက်ဝင်ရတယ်။ဒါခါကျရင်ကျွန်တော်မသိနိုင်တဲ့နောက်ကမှဖျားနာတာတွေပါလေဖြစ်ကောင်းဖြစ်တာဟုတ်။အဲကြောင့်အဲ့ဒီပွဲစဉ်မှာတော့အာတီတာကဇူဝီမန်ဒီကိုတိုင်းလူစားလဲဖို့တောင်းဆိုလို့သူလဲလိုက်ရပါတယ်လို့ပြောတာကဒဏ်ရာကြောင့်လားကြန့်ခိုင်မှုမပြေတာကြောင့်လားတော့မသိဘူး။သို့တော်ဒီပွဲစဉ်မှာတော့ဇူဝီမန်ဒီပြန်ပါလိမ့်မယ်။ ချန်ပီယံလိလိုအစင်တန်းပွဲစဉ်မျိုးမှာတော့ Knockouts ကို first line နဲ့ထည့်သုံးမယ်လို့ကျွန်တော်မထင်ဘူး။ဒါပေမဲ့ Arsenal တင်းရဲ့ကွင်းလယ်က Lewis Kelly ကလည်းအဲ့ DN Roam မှာ in position တွေမှာဝင်ပြီးဆော့တာတွေ့ရတယ်။အဲ့တော့ Arsenal တင်းရဲ့ကွင်းလယ် DN နေရာအတွက် Zubimendi ပဲပွတ်ထွက်လာမယ်ထင်တယ်။ကဲကျွန်တော်ရဲ့ Haspe နေရာ player တွေ Declan Rice ပဲ Rice အနေနဲ့ကလည်းအဲ့ဒီပွဲစဉ်မှာဒါ ကိုသွင်းနိုင်ခဲ့ပြီးတော့ဆုံးမသွားခဲ့တဲ့သူ့ရဲ့အတော်အတွက်လည်းအောင်ပွဲခံနိုင်ခဲ့တယ်ပေါ့လေ။အော်ရည်စူးပြီးတော့အောင်ပွဲသူခံခဲ့တာလည်းရှိတယ်။အဲ့တော့ဒီကလောင်လိုက်နေတဲ့ဒီပွဲစဉ်မှာလည်းအတင်းအတွက်အပြည့်အဝပေးဆက်မယ်။ Rice ကတော့ပွဲတိုင်းကောင်းပြီးသားပါ။ Rice ခြေစမ်းမပြနိုင်တဲ့ပွဲဆိုတာကပြောရမှာတော့ရှားတဲ့အထိပဲ။ဒါကြောင့်သူ့ရဲ့ပတ်စင်ကိုက तू ကအပြည့်အဝပေးဆက်ကစားတဲ့တိုင်မျိုး scale player တိုင်မျိုးမဟုတ်ဘူး။ तू ကကျတော့ scale လည်းရှိတယ်။ power လည်းရှိတယ်။ ဝါရီအရန်ကောင်းတဲ့တိုင်မျိုးထဲမှာသွားတယ်အဲ့တော့အဲ့လိုကစားမမျိုးအမြဲတမ်းပိဆက်ကစားဒီကန်ရိုက်ကိုကြည့်ရတဲ့ခါကျရင်ကျွန်တော်ဘယ်သူသွားသတိရရလဲဆိုတော့ကျွန်တော်တို့အာဆင်နယ်တင်းရဲ့တစ်ချိန်လုံးကရေခဲလူသားလေးဆိုတော့ KN တရားနည်းကိုသွားပြီးသတိရပိဆက်မှုအပြည့်ကစားတဲ့ဝါရီကိုမိနစ်60လုံးအပြည့်ရုံးကန်ကစားတဲ့တိုင်မျိုးထဲမှာပါတယ်ကဲကျွန်တော်တို့တစ်ချက်ယူလိုက်ရအောင်မာနီအိုရီကမလာသေးသေးကျွန်တော်တို့အတွက်ခေါင်းခဲနေရနေရာကတော့အစည်းအဝေးရောက်ဖြစ်ရှင်ပေးထားတယ် မိန်တို့ကအရင်ထင်တယ်ပေါ်ကစားမှမဟုတ်ဘူးဗျမကောင်းဘူးကောင်းတယ်ကိုင်းလေဒီဂျူဝဲဒီမှာအဖြတ်တာကောင်းတယ်အตาရောက်ယူနိုင်တယ်စကန်ဘောတွေဆဲတာမဆိုးဘူးဒါပေမဲ့အီတန်ဝန်နရီတို့မိန်တို့ဒီနေ့မှာသုံးမယ်လို့မထင်ဘူးအာဆင်နယ်သင်းအဲ့နေရာအတွက်အဇီးကိုပဲသုံးလာမှာတခါကျရင်လည်းအဇီးကိုတောင်ပန်ထုတ်လိုက်တဲ့အပိုင်းလေးတွေ့ရဒါပေမဲ့ဒီပွဲစဉ်မှာတော့ဒီကလာရိုက်ဇူီမန်ဒီအဇီးဆိုတဲ့တွေ့လို့မဲ့သုံးလာမယ်အခုလည်းအဇီးကတော်တော်လေးခြေစွမ်းပြတဲ့တိုက်ထဲမှာရှိရဖြစ်တဲ့အတွက်အာဆင်နယ်နဲ့ ော်တော်လေးကိုအသားကြတာမြန်တယ်ပြောလို့ရတယ်ဒါကလည်းပရီးမီးယားလိမှာနေသားကြပြီးသားကစားမှာအာဆင်နယ်ဒီအန်နေနဲ့မစိမ့်တဲ့ကစားမှာဖြစ်တာဖြစ်တဲ့အတွက်နှွေးမဝယ်ခဲ့တဲ့ဆိုရင်တော်တော်လေးကိုမှအာဆင်နယ်အသင်း used to တန်းသုံးလို့ရတဲ့ player ဖြစ်သွားတယ်တောင်မန်နှစ်ယောက်တောင်မန်နှစ်ယောက်မှာဆိုရင်တော့ဘူကောင်ဆာကာပွဲထွက်လာမယ်ဟိုတနေ့ကဗန်လီသင်းတဲ့ပုံစံမှာခြေစွမ်းသိမ့်မပြနိုင်ဘူးဆိုပေမဲ့ဆရာသမား1 by 1ချက်နေမစိုးဘူးရခဲ့တာရှိတယ်အော်ချန်ပီယံလိလိုပွဲစဉ်မျိုး player quality ကွာတဲ့ပွဲစဉ်မျိုး ပြီးအားနောက်ကိုသိပ်ပြီးမလိုက်နိုင်တဲ့ Slavia Praha ကစားသမားကြီးနဲ့ရှင်ပြီးဆော့ရမယ်ဆိုရင်တော့ကျွန်တော် Martinelli တို့တော့သွားတတိယ Martinelli တော့မပါနိုင်ဘူးပေါ့လေဒါပေမဲ့ Saka အကြိုက်တောင်မန်းနေပြီးတော့ Dublin လောက်တဲ့အပိုင်းတွေ AE ကထိတ်ကကန်တဲ့ပိုင်းတွေခေါင်းခေါင်းလေးမြင်ရနိုင်တဲ့ပွဲအဲ့ပွဲကတော့ Saka ပါလာနိုင်တယ် Attawa တော့ Victor Yogresh Yogresh ပါဝင်လာမယ် အဲ့ဒီနေ့ပွဲစဉ်မှာဒန်ယာရောက်လို့တော့မထင်ဘူးယောဂရက်ကိုအာရီတာဆော့ဆော့လေးအနားပေးလိုက်တယ်သူကတော့မီဒီယာတွေကိုအကြောင်းပြတာကတော့ဘန်လီသင်းတဲ့ပွဲစဉ်မှာကြွက်သားမှာနည်းနာကျင်မှုရှိတယ်လို့ပြောတယ်ဒါလည်းလင်းငိုင်းလောက်နားလိုက်ရင်ကောင်းသွားမယ့်အရာပဲအရေးကြီးတာခြေချင်းဝတ်တို့ဒူးတို့အေစီယံတို့မဖြစ်ရင်ရပြီကျန်တဲ့ဒန်ယာတွေကအရင်မဆိုးကဲဘဲတောင်မန်ဘဲတောင်မန်တော့လောလောဆယ်ခြေစွမ်းပြနေပြီးတော့ဘန်လီသင်းတဲ့ပွဲစဉ်မှာပရီးမီယာလိပွဲပေါင်း100ပြည့်မြောက်သွားခဲ့တဲ့ထရော့ဆက်ကိုပဲအာရီတာတုံးလာမယ်ထင်တယ်ထရော့ဆက်ကိုတုံးလို့ရတယ် မာတီနယ်လီကတော့ဒီပွဲမမီလောက်သေးဘူးထင်တယ်ကျွန်တော်ကြားသလောက်ကတော့ကျွန်တော်ဒီပြိုရိုက်နေတဲ့အချိန်ကြီးကတော့မာတီနယ်လီသတင်းတော့ကျွန်တော်မကြားမိသေးဘူး trosset ဘယ်ဘက်ချမ်းတက်စီတော့မှပါဝင်လာပဲမိုင်းနေရောမပါနိုင်သေးဘူးပေါ့လေအဲဒီအချင်းမျိုးကြောင့်ကြိလိုက်မယ်ဆိုလို့ရှိရင်တော့ဒါအာဆင်နယ်ရဲ့ strong ဖြစ်ဆုံးလူစီရင်ပဲအဲဒီလူစီရင်ကိုလည်းအရှိကဘန်လီသင်းနဲ့ပွဲစဉ်မှာသုံးသွားတယ်ဘန်လီသင်းနဲ့ပွဲစဉ်မှာဂိုးရဖို့အတွက်ညစ်ညစ်ပြီးကစားရင်အာဆင်နယ်ရဲ့ပထမပွဲထွက်ဆက်တယောက်ဘယ်လောက်ထိကောင်းလို့ဆိုတော့ကျွန်တော်ညီကိုတွေသိတဲ့အတိုင်းပဲ ပထမပိုင်းမှာအာဆင်နယ်တင်က၅ခု၆ခုလောက်ထိပြတ်သွားနိုင်တဲ့ chance တွေရှိတယ်။ဒါပေမဲ့ဘန်လီကူးသမားလက်စွမ်းပြခဲ့လို့ကျွန်တော်တို့၂ခုပဲရတယ်။ဒုတိယမှာအာဆင်နယ်ကတော့လုံးဝကိုလိုကိုရပြီးသားဖြစ်တဲ့၂ခုကိုပဲ smash ကြကြနဲ့ထိမ့်ပြီးတော့ခန်စစ် vision ကောင်းကောင်းနဲ့စော်သွားခဲ့တယ်။ clean sheet ကောအနိုင်ရောဇယားထိပ်ပဲမှာဆက်လက်ဥဆောင်သွားတယ်။အဲကြောင့်အာဆင်နယ်တင် Slavia Praha နဲ့တွေ့ပွဲပွဲစဉ်မှာပထမပိုင်းမှာလည်းသူတို့ညစ်ပြီးတော့ဂိုးပြဲလက်တစ်ခုတော့ပုံဖော်လောက်တယ်။ခုနောက်မှာအာဆင်နယ်သွားတဲ့ပုံစံက ဒုတိယပိုင်းကျမှ6သိန်းတဆိုင်ပထမပိုင်းမှာ6ရောက်ဖို့ဥတည်ပြီးစူးစမ်းလာတယ်ဒုတိယပိုင်းကတော့ happy ending ဖြစ်ဖို့အတွက် control လုပ်သွားတာတွေ့ရတယ်ဒါကြောင့်မို့ arsenal အသင်းနဲ့အာရီတာနဲ့တားတဲ့ဘက်ကြီးအာရုံ ဒီပွဲစဉ်မှာဆက်နက်မှတ်တမ်းပွဲတစ်ပွဲအဖြစ်လန်ဒန်ကိုတည်လာနိုင်မှာကျွန်တော်တို့စောင့်ကြည့်သွားမှာပါကျွန်တော်တို့ဒီပွဲစဉ်မှာအာဆင်နယ်ပလေးယာတွေတောင်းဝအရာရောပလေးယာ quality အရာရောလက်ရှိရနေတဲ့မန်တယ်ပိုင်းအရာရောဒီပွဲစဉ်ပထမပိုင်းနဲ့ဂိုးပြရက်လက်တစ်ခုယူပြီးတော့ဒုတိယပိုင်းမှာကစားမတော်တော်များအနားပြီးနိုင်မယ်ထင်တယ်ဒါပြီးရင်ဆန်နာလက်နဲ့ကိုင်းမဲ့ပရီးမီးယားလိပွဲစဉ်ရှိတယ်ဒီပွဲစဉ်ကိုလည်းကျွန်တော်တို့ Z3 ဆိုတဲ့ရလက်နဲ့နိုင်ပြီးဆန်နာလက်နဲ့ပွဲစဉ်မှာ Z1 ဆိုတဲ့ရလက်နဲ့ဒါအာဆင်နယ်တို့နိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့ဒါအာဆင်နယ်ဥတွက်ဆိုရင် နိုမာအင်တာနက်ရှင်နယ်ဘရိတ်ကပြားရီဆန်းသော level ဖြစ်မယ်။ဘာကြောင့်လဲဆိုတော့ဆန်းနာလက်နဲ့ကျွန်တော်ကန်နေတဲ့အချိန်မှာပဲတစ်ဖက်ကကျွန်တော်တို့ရဲ့ title challenger ဖြစ်တဲ့ Manchester City နဲ့ Liverpool တို့ကလည်းထိတိုက်တွဲဆုံနေကြတဲ့အတွက်သူတို့ဘလို့ပဲရလက်ထွတ်ထွတ်တသိန်းသိန်းကိုကျွန်တော်ထပ်မံအမှတ်ဖြတ်ထားနိုင်မှာပါ။ကဲအစိုးရကြည့်ပြီးတော့လဲအားလုံးကျေးဇူးတင်ပါတယ်။ကြောင်းညီကိုယ်ဒီအချိန်ဆုံးပွဲထွက်ဆက်တယောက်ရှင်လဲ ခွတ်မှတ်မှာလွတ်လပ်စွာဝင်ရောက်ရေးသားပြီးတော့ရပါတယ်။ဘောလုံးပွဲနဲ့ပတ်သက်ပြီးတော့စီးပွားဖြစ်ပြောရင်ဖြစ်ကစားခြင်းလို့ဆိုတော့ဘိုင်ဘယ်ဖုန်းတော့တင်ချောက်ကို၄၆ကို၄၃တုံညာ၃တိန်နံပါတ်တုံချောက်ကို၇၅ခွတ်တုံခေါင်းညာတို့မှာဆက်သွယ်ချိတ်ဆက်ပြီးကစားလို့ရပါတယ်။ကျွန်တော်စီမှာစိတ်တင်းကြပြီးလာမီးလို့ရတာဖြစ်ကြတဲ့တခုခုအခက်အခဲရှိရင်လည်းကျွန်တော်စီမှာတည့်ရလာပြီးမေးမြန်းလို့ရပါတယ်။ဘောလုံးပွဲတွေမဆော့တဲ့ညီကိုတွေရောတော့ YouTube မှာကျွန်တော်ဗီဒီယိုတွေကြည့်ပေးခြင်းအဖြစ်ကူညီလို့ရပါတယ်ခင်ဗျာ။